မေရိကန်သမ္မတကြီးဒဲရစ်မစ်ချယ်ဟာနိုဝင်ဘာလ17ရက်နေ့ပိုင်းက2015ရွေးကောက်ပွဲရလဒ်တွေကိုကြေညာပေးနေတဲ့နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ကိုရောက်ရှိလာပါတယ်။ဒီလိုရောက်ရှိခဲ့ပြီးမိနစ်30ခန့်အကြာမှာပြန်လည်ထွက်ခွာခဲ့ပါတယ်။ဒီလိုထွက်ခွာခဲ့ရမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းမှုမှာပြီးခဲ့တဲ့ရွေးကောက်ပွဲပေါ်ဘယ်လိုမြင်လဲနဲ့ရှေ့ဆက်သွားမယ့်အနာဂတ်ကိုဘယ်လိုပံ့ပိုးမှုတွေလှုပ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ The election process um I think it was uh, it went smoothly. တင်သားတော့ကြောကြောမှုမှုဖြစ်ခဲ့ပါတယ်။ပြည်သူလူထုရဲ့စံနာတွေပေါ်လွင်ခဲ့ပြီးငြင်းချမ်းစွာပြည်စည်းခဲ့တဲ့အတွက်ဝမ်းသာပါတယ်။ဒါကပြည်ပြင်ပြောင်းလဲရေးအတွက်ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ပါ။ရေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုကျွန်တော်ပြောခဲ့ပြီးပါပြီ။ဘာဖြစ်လို့လဲဆိုတော့အငင်းပွားမှုတွေ၊ဝေဖန်မှုတွေ၊တိုက်ကြားမှုတွေကိုတောက်လျှောက်ဝေဖန်ခံရပါတယ်။ဒါတွေကလီလီနက်နက်ဖြေရှင်းရမယ့်ကိစ္စတွေပါ။အားလုံးထုတ်ကြည့်လိုက်ရင်ရေကောက်ပွဲကော်မရှင်ကစူးစမ်းပြီးဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ အခုတော့ရွေးကောက်ပွဲရလဒ်တွေကိုစောင့်ကြည့်နေသလိုပြဿနာတွေဘယ်လိုဖြေရှင်းလဲဆိုတာကိုပါစောင့်ကြည့်နေပါတယ် you know i think he has done a, a quite a commendable job as his commission uh, and now we have to finish to see the results all the results we have to see how disputes are resolved and then most importantly we have to see ရေကြီးဆုံးကအခုချိန်မှာပြည်သူတွေနဲ့ဆိုရကောင်းဆောင်တွေပူးပေါင်းပြီးတော့နိုင်ငံရဲ့ပြောင်းလဲရေးမှာနိုင်ငံရေးစီးပွားရေးလူမှုရေးတွေကိုလမ်းမချော်သွားအောင်ပြုလုပ်သင့်ပါတယ် 拉美基的嘛，可以 carry 中对亚嘛吧。And a lot of challenges going forward, obviously. Well, the way we always have in the United States, we've been supporting um အမြဲတမ်းပဲအမေရိကန်မှာလှုပ်ဆောင်နေလို့ပါပဲ။ကျွန်တော်တို့တွေကဏ္ဍအများကြီးကိုအားပေးထောက်ပံ့နေပါတယ်။ကျမ်းမာရေးပဲဖြစ်ဖြစ်ဒီမိုကရေစီကူးပြောင်းရေးပဲဖြစ်ဖြစ်ဒေသဒေသဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်လူမှုကဏ္ဍဖွံ့ဖြိုးရေးငြိမ်းချမ်းရေးရရှိဖို့ပါအရေးကြီးပါတယ်။ဒီဘေးတံကနေလည်းပြန်လည်ထူထောင်ဖို့အရေးကြီးပါတယ်။ဒီဘေးကြောင့်ပြည်သူတွေဒုက္ခရောက်ခဲ့တာကိုလည်းမေ့ပျောက်လို့မရပါဘူး။ပြဿနာတွေကတော့အများကြီးပါပဲ။ကျွန်တော်တို့အနေနဲ့ကတော့လေးထားပြီးစောင့်ကြည့်နေပါဦးမယ်။ဒီကောက်ဝဲပြည်ရနဲ့ပြဿနာတွေရဲ့အဖြေကပြီးသွားမှာမဟုတ်သေးပါဘူး။အခုမှစပြီးတော့ပြဿနာတွေကိုစပြီး ရှင်းရပါမယ်။ကျွန်တော်တို့အမေရိကန်နေနဲ့အရင်တုန်းကရှိခဲ့သလိုနောက်လည်းဆက်လက်လက်တွဲနေဦးမှာပါ။ဆက်လက်ပြီးဒီရွေးကောက်ပွဲဟာပွင့်လင်းမြင်သာမှုမျှတမှုနဲ့ပတ်သက်ပြီး11 World TV သတင်းတောက်ရဲ့ထင်မြင်ချက်တောင်းခံမှုကိုလည်းအခုကလေးဖြေခဲ့ပါရစေ။ fairness and transparency တရားမျှတမှုနဲ့ပွင့်လင်းမြင်သာမှုကိုပြောရရင်တော့ EU Observer ရဲ့ကဏ္ဍဦးတင်ပြချက်ရအများကြီးတော့လိုအပ်တာတွေရှိပါတယ်။ဘယ်ရွေးကောက်ပွဲမဆိုအားလုံးပြည့်ပြည့်စုံတဲ့ရွေးကောက်ပွဲဆိုတာမရှိပါဘူး။ US မှာလည်းမရှိပါဘူး။ဒီမှာလည်းဒီလိုပါပဲ။လူတွေကတော့ပွင့်ပွင့်လင်းလင်းပြောဆိုဝေဖန်နေကြပါတယ်။ဒါပေမဲ့ဒီရွေးကောက်ပွဲဟာစိတ်ချယုံကြည်ရတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ uh people have talked about those openly မြန်မာနိုင်ငံအခြေအနေနဲ့ကြည့်ရင်ဒီရွေးကောက်ပွဲဟာကောင်းမွန်တယ်လို့ပြောနိုင်ပါတယ်နောက်တစ်ချိန်ဆိုပိုကောင်းလာမှာပါ overwhelmingly well run under this under conditions that the UEC faced but they can't be complacent the people shouldn't be complacent and the next time make it even better okay thank you very much thank you all ဗရောင်လူရေကောက်ပွဲကော်မရှင်ကနေ2005မဲဆင်းရလက်တွေကိုနွေပါလကွေနေကစတင်ကြီးညာခဲ့တာဖြစ်ပြီး3နိုင်ကြာတစ်ခါနှုန်းနဲ့တနေ့ကို9ချိန်ကြီးညာနေပါတယ်